ဒီနေ့မှာတော့25ရက်နေ့ညက9:30မှာကံမယ်ကျွန်တော်စပါတင်နဲ့ Brighton တင်တို့ရဲ့ညပွဲကျင်းသုံးသပ်ချက်လေးကိုကျွန်တော်လုပ်ပြသွားမှာဖြစ်ပါတယ်။အရင်ဆုံးဒီနေ့တင်ကြောင်းပြောမယ်ဆိုလို့ရှိရင် Brighton ကကျွန်တော်အဆင့်ရှင်းမှာရပ်တည်နေတယ်။အရမှတ်က58မှတ်ထိရထားတယ်။စပါကျတော့ကျွန်တော်အဆင့်ဆုံးကောင်မှာရပ်တည်နေတယ်။အမှတ်ကကျွန်တော်38မှတ်ပဲရထားသေးတယ်။ကျွန်တော်တန်းစီဆုံးကနေတော့လွတ်ပြီဆိုပေမဲ့ပေးခဲ့တဲ့ပွဲမှာ Manchester United နဲ့ကျွန်တော် Europa League Final ကန်ထားတယ်။ အဲအဲ့ခြေနေတွေကြောင့်ပွဲပန်းမှုတော့အနည်းငယ်ရှိနိုင်တယ်အဲပြီးလို့ရှိရင်သူတို့အသင်းရဲ့ကျွန်တော်ထန်ရကစားသမား medicine သူတို့ရှားရစဉ်သူတို့အသင်းရဲ့အဓိကကစားသမားတွေအဲနားရီအောင်တွေ့ရတယ်ပြီးလို့ရှိရင် fighter အသင်းရဲ့ဘက်ကိုပြောမယ်သူ fighter အသင်းကကျွန်တော်နောက်ဆုံးကစားထားခဲ့တဲ့ကျွန်တော်ငါးပွဲမှာကျွန်တော်တပွဲပဲရှုံးထားသေးတယ်အဲ့ဒါကကျွန်တော် brand ဖို့ရှုံးထားတာအာကျွန်တော်ကျန်တဲ့ပွဲတွေမှာကကျွန်တော်သူတို့အသင်းရဲ့အနိုင်ထားမှုသိရင်ကျွန်တော်ကစားရအာခက်ပါတယ်ဆိုတော့ကျွန်တော်ညူကာဆီကိုဒီကစားထားတယ်ချန်ပီယံကျွန်တော်လိုပါဖို့အနိုင်ကစားထားတယ်အင်္ဂလိပ်မှာ အဲကြောင့်ဒီအသင်းကပရီးမီးယားလိမှာဆိုလို့ရှိရင်တော်တော်လေးအဲတော်တော်လေးကောင်းတာကိုတွေးရတယ်အဲပြီးလို့ရှိရင်သူတို့အသင်းရဲ့စုဖွဲ့မှုပေါ့နော်သူတို့အသင်းရဲ့စုဖွဲ့မှုကတော်တော်လေးကြစ်လက်ပြီးတော့တော်တော်လေးပြေးခင်ရနေတာကိုတွေးရတယ်အဲပြီးလို့ရှိရင်ရှီတန်းမှာလည်းကျတို့အဲဘီတူမာပါလာအောင်မှာဖြစ်တဲ့ကြောင့်မတိုက်စစ်ကတော့ဂိုးရီသွင်းနိုင်အောင်မယ်လို့ထင်တယ်အဲပြီးလို့ရှိရင်ကျတို့တစ်ဖက် အသင်းဖြစ်တဲ့စပါအသင်းကကျတို့အာအယူပါလီဖိုင်နယ်မှာကျတို့အဲမန်ယူနိုက်တက်ကိုကျတို့နိုင်ခဲ့တယ်ဆိုပေမဲ့အက်ပွဲကခြေစမ်းရလဲလာလာလာကြီးကောင်းလာတယ်လို့မဟုတ်ဘူးအဲသူတို့အသင်းနေပုံမှန်ပဲပေါ့နော် ပုံမှန်ခြေစွမ်းအလောက်ပဲရှိတယ်။တိုင်းကောင်းလာတယ်လို့လည်းမဟုတ်ဘူး။တပတ်တင်းကျွန်တော်မန်ယူကကျွန်တော်သူ့ဖက်ပုံညမ်းတယ်လို့သာရှုံးခဲ့တာ။စပတ်တင်းကကျွန်တော်အခုနှစ်မှာကျွန်တော်ကစားပုံမမေရရလို့မရှိဘူး။အဲတော်တော်လေးအချိန်နေစိုးနေတဲ့အထက်မှာပါတယ်ပြင်းပြလေးမှာဆိုလို့ရှိရင်အဲအဲ့လိုအသင်းမျိုးနဲ့ကျွန်တော် Python တင်းနဲ့တွေ့တဲ့ပွဲမှာအာကျွန်တော် Python တင်းနေနေရသူကသူရောပါလိချန်ပီယံကြီးမကလို့ဘာကြီးဖြစ်နေပါစေဒီပွဲမှာအနိုင်ကစားသွားပါလိမ့်မယ်။ဒါပေမဲ့ကိုကတော့အာပြတ်မယ်လို့တော့မထင်ဘူးခါဆိုသူတို့အသင်းနှစ်သင်းတွေ့ခဲ့တဲ့ဟတ်တူဟတ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လေ3 2 2 1 4 2အဲ2 1 1 0နဲ့ပေါ့နော် တို့အပြတ်တက်နိုင်လေးနိုင်ထားတော့မရှိဘူးအဲကျွန်တို့ဒီဘက်မှာကျွန်တော်အပြန်လန်သွင်းကိုတွေလည်းမြည်လို့ရနေမဲလို့ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်စပါတင်ရဲ့နောက်တန်းကအဲအိုက်စိတ်ချရတဲ့အထဲမှာမပါဘူးပေါ့နော်အဲဖက်တင်ရကျွန်တော်မြည်လို့မဥဆောင်လာမဲ့တိုက်စစ်ဆိုတော့အဲစပါတင်နောက်တန်းအဲအခက်ခဲနေဆန်ရနိုင်ကြီးရှိတယ်အဲကြောင့်မို့ကျွန်တော်ဒီဘက်မှာကျွန်တော်ဖိုင်တန်ပဲအဲကတ်နိုင်တော့ဖို့ရှိတယ်အာကျွန်တော်အဲကြောင့်မို့ကျွန်တော်ဖိုင်တန်ပေါ်ကိုရေးပါတယ်ဗျ